မင်္ဂလာပါလို့အရောက်တိုင်းလေးရှိဥစွာပြီးနှုတ်ခွန်းဆက်ပါတယ်ကျွန်တဲ့ channel ကိုကျွန်တဲ့ no tight up channel ကိုအစီအမြဲအားပေးကြည့်ရှုပြီးတဲ့အတွက်ကြောင့်လည်းအထူးကျေးဇူးတင်တယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့် video လေးကတော့ကိုနှငယ်ကိုစီကိုပိုလေးတို့ရဲ့ reaction လေးပဲဖြစ်တယ်အတူတူကကြည့်ရှုနားဆင်ကြရအောင်မြန်မာနိုင်ငံမှာစစ်တကအာဏာသိမ်းခဲ့တဲ့2021ခုနှစ်ကစပြီးထောင်သွင်းအကျဉ်းချခံထားရတဲ့မြန်မာဒီမိုကရေစီကောင်းဆောင်တော်ဆန်းစုကြည်ဟာ လက်ရှိမှာနှလုံးယောဂါပြတနာနဲ့ထောင်တွင်းအခြေအနေတွေဆိုးဝါးမှုတွေကိုဒေါအောင်ဆန်းစုကြည်ရဲ့တာပစ်သူကိုထိန်လင်းကထုတ်ဖော်ပြောလာပြီးနောက်မှာပဲတရုတ်သမ္မတရှီကျင်းမင်းစီကိုပါ မိခင်ဖြစ်သူဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်မြန်မာစစ်တပ်ကိုဖိအားပေးဖို့မြစ်တာရက်ခန့်တောင်းဆိုလာတယ်ဆိုပါလေလက်ရှိမြန်မာစစ်တပ်ကဒေါအောင်ဆန်းစုကြည်ကိုမိသူနဲ့မှတွေ့ခွင့်မပေးတဲ့အကြောင်းနဲ့တရုတ်အာဏာပိုင်တွေကပါသူမကိုတွေ့ခွင့်တောင်းပေမဲ့စစ်တပ်ကတွေ့ခွင့်မပေးတဲ့အကြောင်းတွေကိုပါတီထားရတဲ့အတွက်တရုတ်သမ္မတရှီကျင်းမင်းကနေတဆက် ဒေါ်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်မြန်မာစစ်တပ်ကိုဖိအားပေးဖို့မြစ်တာရက်ခံပါတယ်လို့ဒေါ်ဆန်းစုကြည်ရဲ့တာဖြစ်သူကိုထိန်လင်းကတောင်းဆိုလာတာကို South China Morning Post ကနေသတင်းဖော်ပြလာတာဖြစ်ပါတယ်။တစ်ဖက်မှာတော့အကြမ်းဖက်မဲအွန်လိုင်းတက်ရောက်ခဲ့တဲ့မန္တလေးတက္ကသိုလ်နှစ်တရာပြည်ပွဲကိုဖုန်းမယူရအိတ်မတဲရထီးမယူရအုတ်ထုတ်မဆောင်ရဆိုင်ငယ်နဲ့ကားရီမဝင်ရမရက်ရဆိုတဲ့တာမြင့်မှုတွေအပါအဝင်လုံခြုံရေးတွေအထူးတင်းကျပ်ခဲ့ပြီးမှတက်ရောက်ခဲ့တာဖြစ်တယ်လို့ အဲ့ဒီဘွဲကိုတက်ရောက်ခဲ့ရတဲ့ဆရာဆရာမအတိုင်းဝိုင်းကပြောပါတယ်ဖြစ်စဉ်ကတော့စက်တင်ဘာလ30ရက်နေ့ကပဲကမ်လူမျိုးနဲ့ကာဘူးချေရွာကနေထွက်လာတဲ့အချမ်းဖတ်စစ်တပ်စစ်ကြောင်းဟာဒဇယ်မျိုးနဲ့အတွင်ဝင်ရောက်လာပြီးတနယ်ချေရွာကပြည်သူပိုင်းနေအိမ်တွေကိုဝင်ရောက်မိရှို့ဖျက်ဆီးခဲ့ကြတယ်ဆိုပါတယ်အဲ့ဒီအချမ်းဖတ်စစ်တပ်စစ်ကြောင်းနဲ့တော်လိုင်းရေးတပ်တွေအကြားဒဇယ်မျိုးနဲ့အတွင်တိုက်ပွဲဖြစ်ပွားခဲ့ရမှာတော့စစ်တပ်စစ်ကြောင်းဟာအထိနာပြီးပြန်ဆုတ်ပြေးသွားကြတဲ့အချိန်အဲ့ဒီစစ်တပ်စစ်ကြောင်းနဲ့အတူပါလာတဲ့ပြူစော့တီခေါင်းဆောင်တအူးကို ဒေါ်လန်ရေးတပ်တွေကအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ဒဇယ် PDF ကထုတ်ပြန်ထားပါတယ်။လက်ရှိမှာတော့အဲ့ဒီလိုဖမ်းဆီးရမိထားတဲ့ပြူစော့တီခေါင်းဆောင်ကိုဒေါ်လန်ရေးတပ်တွေကဆက်လက်စစ်ဆေးမှုတွေလုပ်ဆောင်နေပြီးထိထိရောက်ရောက်ရေးယူမှုတွေလည်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။လက်ရှိစကိုင်းတိုင်းဘက်မှာဒေါ်လန်ရေးတပ်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ခြင်းနဲ့အတွက်ညီပြင်းစစ်ကြောင်းထိုးတာတွေသွားသွားလုပ်နေပြီးမြေ သူတို့စစ်တပ်စစ်ကြောင်းတွေသာတော်လိုင်းကြီးတပ်တွေရဲ့တက်ခိုက်ချေမှုန်းမှုကိုခံရပြီးပြန်ပြန်ဆုတ်ပြေးသွားရတဲ့အခြေအနေတွေပဲဖြစ်နေသလိုအခုလိုစစ်တပ်ဘက်ကတပ်ဖွဲ့ဝင်တွေကိုလည်းမကြာခဏဆိုသလိုအရှင်ဖမ်းဆီးရမိတာတွေရှိနေတယ်လို့ဒေတာတွင်းသတင်းအရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျတစ်ဖက်မှာလည်း AR တိုင်းပသိမ်မြို့နယ်ကအချမ်းဖက်စစ်တပ်ရဲ့မဆိုင်ရလေးစစ်စေးရုံမှာ တိုက်ပွဲတက်ကနေဒဏ်ရာရပြီးစေကူတမှုခံယူနေတယ်။အရာရှိတဦးကတော့စက်ကူလို့မရတော့ပဲ။တခါတည်းအသက်ထွက်ပြီးသေသွားပြီလို့ဒေတာတွင်းစီးရီးသတင်းအရှင်မြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်။ချင်းပြည်နယ်မင်းတပ်မျိုးမှာတော့အော်တိုဘားလ၄ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲမြို့ပေါ်မှာရှိတဲ့ Home Home Hotel ကိုအချက်ဖက်စစ်တပ်က Jet Fighter နဲ့လာပြီးဘုံကျဲသွားမှုကြောင့်ပြည်သူတို့ချို့ထိခိုက်မှုရှိထားတဲ့အပြင်ဟိုတယ်အဆောက်အုံတွေလည်းပျက်စီးထားတယ်ဆိုပါတယ်။အလားတူမကွေးတိုင်းဘက်မှာလည်းမနေ့ကအော်တိုဘားလ၄ရက်နေ့မနက်ပိုင်းမှာပဲ မြိုင်မြို့နယ်နဲ့ပေါင်းမြို့နယ်အဆက်ကူအချက်ဖတ်စစ်တပ်ကစက်တက်၄ဒီနဲ့လာပြီးဘုံကျဲတက်ခိုက်သွားတယ်လို့ဒေသခံပြည်သူတွေကပြောထားတယ်လို့တဖက်ကရှမ်းမြောက်မှာရှိတဲ့နမ်ဆန်မြို့နယ်ကလည်းမနေ့ကမွန်လွဲပိုင်းမှာပဲအချက်ဖတ်စစ်တပ်ကတိုက်လေရင်နဲ့ဘုံကျဲသွားပြန်တယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါသေးတယ်။လက်ရှိအချက်ဖတ်စစ်တပ်ကဒေါ်လာရင်းတက်တွေထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုပြန်လည်လုချင်းနေတဲ့အတွက်တဖက်မှာမြေပြင်စစ်ကြောင်းထိုးတာတွေသွားသွားလုပ်နေတယ်လို့တဖက်မှာလည်းတိုက်ပွဲနဲ့မဆိုင်တဲ့ရသပြည်သူတွေနေထိုင်ရာနေရာတွေကို ဓမင်တကာပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်လို့လည်းဒေတာတွင်းသတင်းရှင်မြစ်ကပြောထားပါတယ်ခင်ဗျဒါကတော့အော်တိုဘားလ၄ရက်နေ့ဖြစ်တဲ့မနေ့ကပဲ DNL သိမ်းပိုက်ထားတဲ့နမ်ဆန်မြို့နယ်ကရသပီသူတွေနေထိုင်ရာဇေတုံဟုံးချေရွာကိုအချမ်းဖက်စစ်တပ်ကတိုက်လေရင်နဲ့လာပြီးပေါင်250ဘုံးနှလုံးကျက်ချသွားတယ်ဆိုပါတယ်အဲ့ဒီလိုစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ချေရွာတဲကအသက်10နှစ်အရွယ်မောင်ဇေယအောင်နဲ့အသက်73နှစ်အရွယ်မောင်ထုံးမျိုးအောင်ဆိုသူကလေးငယ်တို့တေဆုံးခဲ့ရတဲ့အဖြစ် နောက်တစ်ကလေးငယ်6ဦးအပါဝင်ပြည်သူ9ဦးဒဏ်ရာရထားတယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်။အလားတူအော်တိုပါလာနှစ်ရက်နေ့ကလည်းတိုက်ပွဲဖြစ်ပွားမှုမရှိတဲ့နမ်တူမြို့တွင်းကိုလည်းအကြမ်းဖက်စစ်တပ်ကလေနဲ့ဘုံကျဲသွားမှုကြောင့်ပြည်သူ3ဦးသေဆုံးခဲ့ရသေးတယ်လို့လည်းသိရပါတယ်ခင်ဗျ။အဲ့ဒီလိုအလုထုတ်ခံရတဲ့စစ်ရုံဝန်ထမ်းမြန်မာအလုသမားအယောက်320ကိုစစ်ရုံဘက်ကလုတ်သက်လေးလာမပြေခင်မှာပဲရုတ်တရက်အလုထုတ်လိုက်ပြီးဆိုပြီးတော့ဂျာဂန်အေဂျင်စီကအဆောင်တိုက်ခန်းမှာလာရောက်ပြောကြားခဲ့တယ်ဆိုပါတယ်။ အဲ့ဒီလိုစက်ယုံဘက်ကလူသမားတွေကိုဘာတစ်ခုမှချုပ်တင်ပြောဆိုမှုမရှိပဲတာဝန်မဲ့မှုနဲ့ချက်ချင်းဆိုသလိုကြီးအလုပ်ထုတ်လိုက်မှုကြောင့်လူသမားတွေကအခက်အခဲတွေရှိလာတဲ့အတွက် MHAC အဖွဲ့အစည်းကိုကူညီဖြည့်ရှင်းပေးဖို့အကူအညီတောင်းခံလာတယ်လို့ဆိုပါတယ်အဲ့ဒီနောက်အော်တိုဘလတ်၃ရက်နေမှာပဲအဲ့ဒီစက်ရုံအလုပ်သမားတွေနဲ့ MHAC အဖွဲ့တို့တွေ့ဆုံပြီးတဲ့နောက်သက်ဆိုင်ရာထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့အတူစက်ရုံနဲ့ဂျာဂန်အေဂျင်စီကိုခေါ်ပြီးညှိနှိုင်းမှုတွေဆောင်ရွက်ပြီးခဲ့တယ်လို့မြန်မာအလုပ်သမားအယောက်၃၂၀အထက်လုံအားကအပါဝင် နင်နာကြီးဆိုင်ရာကိစ္စရက်တွေရရှိအောင်ကူညီဆောင်ရွက်ပေးခဲ့ပြီးအလုံယုံဘက်ကရော့ဂျာဂန်အေဂျင်စီဘက်ကပါအလုံသမားတွေတောင်းဆိုတဲ့အချက်ကိုပေးဆောင်မှုဂတိပြုခဲ့ကြတယ်လို့လည်း MHAC အဖွဲ့ရဲ့တာဝန်ခံကိုဇင်ပိုင်ကပြောထားပါတယ်ခင်ဗျာဖွေဆက်ဖောက်ပြီးတော့ထွက်ပေါ်လာမဲ့ရွေးကောက်ပွဲအတုမကျင်းပရသေးဘူးမဲစရင်တွေမှားနေတယ်ဆိုပြီးသူတို့ဖုတ်ဖို့ချင်းနဲ့အတန်ထွက်လာပြီနော်ဘူးလက်လှဆိုပြောထားတာကြည်ပါပြီတော့မှာမင်္ဂလာပါလေးစားလေးစားပါဒီနေ့ အော်တိုဘာလ9ရက်တနင်္ဂနွေနေ့ကျွန်တော်တို့အမဲစင်းတွေကတ်ထားတာတော့ကြည့်တော့ကြည့်တော့တော်တော်များများလွယ်နေတွေ့ဘလို့လွယ်ရတယ်ဆို2020တုန်းကမဲစင်းအဟောင်းကြီးလို့ယူဆအဲ့ဒါတွေပြန်ကတ်ပြီးတယ်အခုအစ်စ်ပြန်ကောက်တဲ့ဒီရကြီးအဆူရီမူလီဟလာပြန်ကောက်တဲ့စည်ရင်းတွေပုံအကွာတာကတော်တော်ကွာတယ် 900မှာ300လောက်กว่าဒါဒါအသိအသိမကောင်းဘူးเนาะနီးစီနဲ့ပြန်လောက်ရမယ်ပုံစံသုံးနဲ့ပြန်လျှောက်ပြီးတော့ပြန်လောက်ရတော့ကိုတော်တော်လောက်ရမယ်ဒါစနေရနေဆိုကဲ900မှာ300လောက်กว่าတာเนาะနည်းနည်းလေးမဟုတ်ဘူးเนาะကြည့်ပါတော့ဒီနေ့က900ဆိုတော့တပတ်ပဲကြာတော့เนาะဒီတပတ်အတွင်းမှာအာတော်တော်လောက်ယူရဥမာဟလာမင်္ဂလာဒီပလို့ရက်ွက်မျိုးမှာဆိုရက်ွက်အုတ်ချွေမှုတော့မပါဘူးဗျာကဲကြားတယ်เนาะရက်ွက်အုတ်ချွေမှုတော့မပါဘူးတဲ့ ။ဟုတ်ချုပ်ရည်မှုရဲ့မိသားစုကမဲစင်းမပါဘူး။ကြံနေကောင်ကျွန်တော်လူတွေပြောမနေနဲ့။အဲ့လိုကြီးဖြစ်တယ်။တည်သွားတဲ့လူတွေပြန်ပါနေရရှိရဲ့။နော်တည်သွားတဲ့လူတွေနောက်တကအပြီးပြောင်းသွားတဲ့လူတွေအဲ့ဒီလူတွေလည်းပြန်ပါနေရ။ဒါတော်တော်များနေရ။နောက်တကလွတ်တော်ကိုယ်စားလှယ်တယောက်ပဲပါတယ်သူမိသားစုကြတော့မပါဘူး။လူတော်ကိုယ်တည်းတော့အာနာလို့ထည့်ပြလိုက်လားမသိဘူးအဲ့တော့ယူစီကဒီမဲစင်းနေတာတော်တော်ကိုတော်တော်ကိုမှားနေ ကဲတေချာနားထောင်နော်အန္တရီအာနာတိတ်ရတာမဲခိုးလို့ပါမဲစရင်မှားပြီးမဲခိုးလို့ပါလို့ပြောတဲ့သူတွေမင်းတို့ဘက်ကဖွက်ကြီးကိုလည်းဒီမှာထွက်ပြောနေတာတေချာနားထောင်တို့တော့ပြန်ပြင်းရမယ်အဲအဲ့ဒါတွေ့တယ်ဗျအဲ့တွေ့တော့ဒါလေးကိုအချိန်မီပြပြင်ဖို့အဲ့တော့ဘယ်လိုအလုပ်ရှုပ်လဲဆိုတော့ရက်ွက်အုပ်ချုပ်ရေးမှုတွေနောက်တော့ကလွတ်တော်ကိုယ်စားလှယ်ဦးတိုင်းကဟလာအားထုတ်ပြီးတော့ မဲယုံတိုင်းကိုလိုက်ကြည့်ပြီးတော့မှဓာတ်ပုံရိုက်ပြီးတော့မှဒီစီမှန်လားမမှန်လားဆိုရက်ကော်ထီကလူတွေကိုခေါ်ပြီးတိုက်ဆိုင်စစ်ဆေးရတယ်ကျွန်တော်လုံနေရတယ်ဗျာကျွန်တော်လည်းဟာမဲယုံကိုယ်စလဲတွေခန့်ထားဆိုတော့အဲ့ဒီလူတွေကိုအကုန်လုံးဓာတ်ပုံရိုက်ရိုက်ပြီးတော့တူကြီးကိုစစ်ခုဆိုပဲဒါတမျိုးနဲ့တမျိုးနဲ့ညာနဲ့ချီပြီးတော့ကွာချားနေတာကဲကြားရတော့ကြားရနော်မဲစရင်မှလို့မဲခိုးပါလေဆိုတဲ့လူတွေမှကြားရတော့ပြောနေပြီဒါလေးတော့ဘယ်နဲ့အထုတ်ပြီးလောရလိမ့်မယ် UC ရလိမ့် အဲ့ဒါပြောပြတာလစ်ဆာလစ်ဆာကဲအားလုံးကြားတယ်နော်အဲ့တော့2020ရွေးကောက်ပွဲမှာမဲစရင်မှားလို့မဲခိုးလို့အာနာသိမ်းရပါတယ်ဆိုတော့အခုဒီမင်းတို့လုံမဲ့ဖွက်နဲ့ခွေစက်ပေါက်မဲ့အတူအောင်ရွေးကောက်ပွဲကမကျင်းအောင်မကျင်းပါတယ်မဲခိုးနေကြပြီပေါ့အဲ့လိုလားဟုတ်လားကဲမင်းတို့ကပြောခဲ့တာမကျင်းမကျင်းအောင်မကျင်းပါတယ်ခိုးနေကြပြီပေါ့မဲစရင်မှားတယ်မဲခိုးမှာဆိုအဲ့တော့မဲစရင်မှားတာဒီ 2020ရွေးကောက်ပွဲမှာမှမှားတာလား2015ရွေးကောက်ပွဲမှာမှားခဲ့တဲ့မဲစရင်ကိန်းကနန်းအရင်အတွက်နဲ့နော်2020မှာမှားခဲ့တဲ့ကိန်းကနန်းဘယ်ဟာကပုံများလဲအခု2020ရွေးကောက်ပွဲမှာမှားခဲ့တဲ့မဲစရင်ကိန်းကနန်းနဲ့အခုဒီအတူရောင်ရွေးကောက်ပွဲကမဲစရင်ဘယ်ဟာပုံမှားလဲဟိုမှာ900မှ300လောက်မှားနေတယ်ဘူးလည်းပြောတာကဲစဉ်းစားကြည့်ပြီးတော့ဘယ်လိုသွားလောက်တော့ဘူးလဲဟမ် လွတ်တော်ကိုယ်စားလှယ်အိမ်မာတော်မှနော်သူလွတ်တော်ကိုယ်စားလှယ်တရားဝပါလာတအိမ်သားလုံးပါမလားဘူးရက်ွက်အောင်ချုပ်ရင်အိမ်မာတော်မှတအိမ်လုံးပါမလားဘူးဟင်တေပြီးသားလူတွေပြန်ပါလာတယ်ကဲတမဘူးနဲ့ကိုယ်တိုင်ထွက်ပြောလာစဉ်းစားကြည့်ကဲအဲ့ဒါကြတော့ဘာပြောကြမလဲကဲမဲစင်းမားလို့မဲခိုးတယ်ပြောတဲ့လူတွေအဲ့ဒါဘာပြောမလဲအဲ့တော့ကျွန်တော်တို့တိုင်းပြည်ဟာလေရှင်းရှင်းပြောရရင်တော့ဘာမှမဟုတ်တဲ့အရာတစ်ခုကိုအကြောင်းတည်ပြီးတော့ဒီအိမ်မဟုတ်တဲ့အရာကြီးကို လုတ်ခွင်ပေးလိုက်တဲ့အရာကနေတိုင်းပြီးစပြက်တာအဲ့ဒါကဘာလဲဘာမှမဟုတ်တဲ့အရာဆိုတာမင်းအောင်နိုင်လိုမျိုးကြက်မပြည့်တဲ့ကောင်တွေအာနာယူတာကိုတန်းနဲ့ရှီတဲ့ပြည်သူတွေကစီးလုံးညီညွတ်ဆိုတာတောက်ပြန်ရမယ်အစားကိုရင်ကပြောသလိုပေါ့ကိုယ်အကျိုးစီးပွားငါဒီနေ့အလုပ်မစင်းမယ်အလုပ်ပြတ်သွားမှာဟဲ့ဆိုတဲ့ဟာမျိုးနဲ့နဲမညီညာမှုတွေစပြင်းနေအဲ့ဒီကနေဘာဖြစ်လဲဒီကောင်တွေအင်အားကိုစုလို့ရသွားတာ အာနာတိတ်တိတ်ချင်းမှာဘာလို့လဲတုံးရတဲ့အတန်တိတ်တပိတ်တယ်မဲတန်တိတ်ပြီးနေပြီတဲ့ဟုတ်တယ်ဟိုမှာမင်းတို့အတန်တိတ်နေတော့ဟိုကဝန်ကြီးဌာနရယ်ဖွက်ပလိုက်တော့ဟမ်ဟမ်အတန်တိတ်ပြီးတော့တုံးရံကြောင့်အချိန်မကောင်းထွက်ပြီးတော့ဣတိနာမန်တို့ဘာလို့ထဆန္ဒပြတ်မှာဘာဖြစ်လာလဲဟမ်အဲ့လိုမှလောက်တော့ဟိုကအကုန်လုံးဖွဲ့စည်းပြီးညွှန်ကြားမှုတွေအကုန်လုံးပြတ်ပပပပပကောင်းလို့ပွားပြီးဆိုအဲ့ဒီကနေစပြီးတော့မှားတာအဲ့တော့ပြဒနာကဘာလဲဆိုတော့ဘာမှမဟုတ်တဲ့အရာဒါပေမဲ့အခုတိုင်းပြည်ဘာဖြစ်ပြက်နေပြီတိုင်းပြည်ပြက်နေတာဒါအတိုင်းပြည်ပြက်နေတာ ဒီထက်ပြည့်စင်ရမရှိတော့ဘူးဒီထက်ပြည့်အတိုင်းကြီးအကုန်လုံးပျို့ပွဲပြီးတော့ဒစားစီဖြစ်ဖို့ရှိတော့တယ်ဆိုတော့တိုင်းပြည်ပြည့်တယ်ဆိုတာကိုဘယ်လိုဟမ်းဟိုအเจ้าမှဆိုရင်အเจ้าငန်းထဲမှာဇူးနေဆီယမ်မာနော်ဒုတ်တစ်ချောင်းနဲ့ဘောကိုရိုက်ပြီးတော့အချစ်ကဆီယမ်မာခေါ်ကိုရိုက်ဘုံဘုံဘုံရဲ့ဟေးတိုင်းပြည်ကိုပြည့်နေကြတယ်ကွယ်ဆိုတာငငယ်အကြောက်ဘူးတဲ့စကားအခုမှတကယ်တိုင်းပြည်ပြည့်တာနော်ဗယံပဓာတွေအကုန်လုံးဖြစ်နေတာအဲ့တော့ဒါအခု သူတို့ကပြောတယ်နော်စတက်တောင်းကဒီရွေးကောက်ပွဲရွေးကောက်ပွဲအူတန်ဖို့အတိုင်းဝိုင်းဆိုရွေးကောက်ပွဲပေါ့ရွေးကောက်ပွဲလောက်ပြီးလို့အဲ့ဒီအေးချမ်းမှမထင်တာပို့ဆိုးမှာမယုံကြည်လိုက်အဲ့ဒီဒီအတူရောင်ရွေးကောက်ပွဲဟာတိုင်းပြည်အတွက်ကောင်းမှာမဟုတ်ဘူးတိုင်းပြည်ကိုပို့ဆိုးစေမယ့်အရာဘာဖြစ်လို့လဲရွေးကောက်ပွဲကျင်းပတယ်ဆိုတာကပြည်သူစံသားကိုခံယူတာဗျဒါရွေးကောက်ပွဲအနှစ်သာရပဲဟုတ်တယ်နော်အဲ့တော့ပြည်သူစံသားကိုခံယူတဲ့ပွဲလောက်တာ တီးသူမပါဘဲနဲ့လှုပ်တယ်ဆိုတဲ့ကဒီရွေးကောက်ပွဲဒီအတိတ်ပဲရှိတဲ့ရွေးကောက်ပွဲဖြစ်မလားအတိတ်ပဲမဲ့တဲ့ရွေးကောက်ပွဲဖြစ်မလားအဲရအောင်လားโอเคပွဲနဲ့ပတ်သက်ပြီးတော့ဆန့်ကျင်ကပ်ပွဲတူပေါ့နော်ဆန့်ကျင်ကပ်ပွဲကြောင့်ထုတ်ရှားတဲ့သူ64ဦးဒီဖန်စီရေးခရာပြီอืมဖန်စီက24ဦးပုံခရာပြီးတော့ပုံခရာတရားရေးတရားစွဲတင်ပြီးတော့အချို့အမိန့်အောင်ချထားတော့မယ်60ဦးပေါင်းဖန်စီထားတဲ့သူက64ဦးရှိပါတယ်အဲ့တော့ခရာတို့ မြို့တော်ဘုံနဲ့ပတ်သက်လို့ခန်းဆောင်စိတ်ထဲမှာတခုခု Facebook ပေါ်တက်ပြီးရေးနေတယ်ဆိုရင်ဟို64ဆိုတဲ့ကိန်းကဏ္ဍကိုအမေနဲ့64 64 65 66 69နဲ့ဖြစ်ကုန်တယ်အဲ့တော့64ကနေ65ခမားဖြစ်ပေါ်နေတယ်66ကနောက်ထပ်ခမားဖြစ်ပေါ်နေတယ်69ခုနှစ်ခုနှစ်ခမားကြီးကလည်းတယောက်ဖြစ်ပေါ်နေတယ်အဲ့တော့အခုက64 64 64နဲ့ရက်နေတာနော်တိတ်မကြခင်မှာခင်ဗျားတို့65ဆိုတော့ခမားဖြစ်သွားနေပြီအဲ့တော့မြို့တော်ဘုံနဲ့ပတ်သက်လို့ရှိရင်တော့ခင်ဗျားတို့ဒီ တတိထားကြဘူးပြည်သူလူလူ message ပေးနေတယ်ဘာလို့ဆိုမြောက်ပြီးလဲရှောက်မလို့ရဘူးရွေးကောက်ဝင်နေပတ်သက်ရင်ဆန့်ကျင်နေကောက်ဝင်လုံးမဆိုရခင်ဗျား Facebook မှာတက်ပြီးတော့ Facebook တက်ပြီးတော့ရွေးကောက်ဝင်ငါဆန့်ကျင်နေကွာရွေးကောက်ဝင်ငါတော့လက်မခံဘူးရွေးကောက်ဝင်ဒီအစိုးရလူတွေကအဆန့်ကျင်ပေါ့ခင်ဗျားအဲ့လိုမျိုးဝင်ပြတာကခင်ဗျားခင်ဗျားနေရဘာဖြစ်ဘူးခင်ဗျားတကယ်ချင်းရွေးကောက်ဝင်တို့လိုက်နေတယ်ဒီကောင်ရွေးကောက်ဝင်ဆန့်ကျင်လို့ပြောတယ်လို့ပြောတို့လိုက်တော့ အဲ့တို့တော့ငါဖမ်းမယ်ယူဆင်းင်းဆောင်တယ်ကိုကဆိုငါငါရေုံနေမဟုတ်ဘူးကွာငါအတန်ဖိုင်နဲ့ပါပြောတယ်ကွာစမ်းကျင်တယ်ကွာမင်းတို့အတူရောက်ရေကောက်ပွဲငါတို့လက်မခံဘူးကွာလာဖမ်းကွာကဲရှင်းလားကောက်ဖမ်းပါမယ်ခင်ဗျားတပတ်ဆေးရဲ့အတွင်းမှာတော်ရန်ကျွတ်တက်လာတော့မကြောက်ဘူးခင်ဗျားကိုကဆိုထောင်းနှက်ချပြပါဟွန်းရေကောက်ပွဲနဲ့ပတ်သက်တဲ့အမှုကချက်ချင်းလုပ်ပါဟွန်း ဝါပြီးတော့ခင်ဗျတရားဗာလဲရှေ့နေနေခေါ်နှစ်တွေပေါင်းတရားရင်ဆိုင်ရမထင်းနဲ့စိတ်ကူးမရင်နဲ့အမကလည်းမရဘူးအခုဒီနေ့ပြောတယ်ဗာသူကဒီနေ့ထိုးဒီနေ့ပေါက်လို့ဆိုအဲ့ဒါပဲဒီနေ့ထိုးဒီနေ့ပေါက်လို့ဆိုတတိရည်ရည်ကြီးကြပါဗျာဆိုတော့ကျွန်တော်ကတတိရည်ရည်ကြီးကြဆိုတော့ဒါမင်းဒါချင်းချောင်းနေတာမင်းချင်းချောင်းနေတာဘာလို့လဲဆိုမင်းတို့ဒါကြီးကတရားမြတ်တဲ့ရွေးကောက်ပွဲဖြစ်ပါဦးမလားဟမ်မင်းပြည်သူတွေရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့်မရတဲ့ရွေးကောက်ပွဲဟမ် ဲ့လိုပြောတဲ့လူတွေကမင်းတို့ဖမ်းတယ်စီးတယ်ဆိုတော့မင်းတို့ရွေးကောက်ပွဲကြီးကတရားမျှတမှုရှိပါ့မလားမင်းကိုယ်တိုင်လည်းနဘူးကိုလက်တင်မစဉ်းစားကြည့်လိုက်အောင်နော်အဲ့ဒီဥပဒေဥပဒေဆိုတာလေမင်းမေလီမင်းအွန်လိုင်းခစ်ကြမှာချက်ချင်းထပြီးထုတ်လိုက်တဲ့ဥပဒေအရင်တော့ရှိလားမရှိဘူးနော်ဥပဒေကမင်းတို့ပါဇက်ထဲမှာပဲရှိတယ်မင်းအွန်လိုင်းပါဇက်ထဲမှာပဲရှိတယ်နော်အင်းဒါနဲ့မြန်ခါပဲပါပဲလွတ်လပ်တဲ့ရွေးကောက်ပွဲလွတ်လပ်တဲ့တရားမျှတတဲ့ရွေးကောက်ပွဲ တာဝါပြတော့မလုပ်ကြဘူးပြောတာနော်ဆိုတော့လည်းချိချောင်တော့မလုပ်တာအကောင်းဆုံးခုနှစ်က၄နှစ်ကျော်လာပြီတစ်ချိန်လုံးက၄နှစ်ကျော်လုံးလုံးအေးအေးဆေးနေနေရပြီဟိုထောင်လည်းမကြဘဲနဲ့အေးအေးဆေးနေနေရတယ်မလားအခုဒီဟာလေးရွေးကောက်ပွဲလေးကြမှာကောက်ပြီးတော့နင်းတိုင်ထောင်တဲ့ရောက်ကုန်နေမယ်အဲ့တော့ဖြစ်နိုင်တော့ရတာပြည်သူလူထုတတိပေးချင်တာ message ပေးချင်တာကခင်ဗျားတို့အနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ရင်စက်ကျင်ကန့်ကွက်တာနှောက်ရှက်တာဟန့်တာတာတားဆီးတာအလှောင်တာပြောင်တာဒါတွေကမလုပ်ကြဘူးဟုတ်တယ်နော်အញ្ញက်လက်ရနေကိုယ့်လက်ကိုယ်တနေရာမှာနှိုက်ပြီးတော့ပော့နေပြလိုက် ကုတ်နေကုတ်နေပြလိုက်อืมမဟုတ်လေမင်းရတဲ့ငါတို့ကကုတ်ကောင်မင်းလိုဝဲတူမှမဟုတ်တယ်ကျွန်တော်သူများတို့ကြီးတွေမပြောချင်းပါเนาะမင်းလိုဝဲတူမဟုတ်တဲ့အတွက်ငါတို့ကကုတ်စီဟာမလို့เนาะငါတို့ကလက်ရရလေရေးချင်းလေရေးမယ်ပါဇက်လဲအားတယ်ဆဲချင်းလေဆဲမယ်ရှင်းတာတော့မသိဘူးเนาะ ဖေဘွတ်တဲ့ပို့စ်မှာတင်ပါနဲ့ဖေဘွတ်တဲ့ပြီးလိုက်ပြနေဘလော့ပါနဲ့ဖေဘွတ်တဲ့ပြီးရေးလိုက်ဘလော့ပါနဲ့ဆိုရှယ်မီဒီယာတက်ပြီးရေးလိုက်ဆိုတော့ဘလော့ပါနဲ့ပြီးတော့အခြားသတင်းထဏာတွေတခုပဲပြည်ပြည်သတင်းထဏာအုပ်စုတွေအောက်မှာ comment တွေပြီးပြီးတော့ဟီဟာတွေထားဘလော့ပါနဲ့ငါလုတ်တယ်အဲ့ဒီ comment တွေအောက်မှာသွားလိုက်ပြီးတော့ပြီးပြီးတော့ဟီဟာတွေ copy ရမယ်ဘလော့ပါနဲ့ဘာလို့ခင်ဗျားတို့အတွက်ပြောတာကျွန်တော်တော့မဟုတ်ဘူးကျွန်တော်ကဘာမှဖြစ်ဘူးခင်ဗျားတို့တောင်းမရောက်ဘူးမယ်ဆိုမင်းကတော့ဘယ်ဖြစ်မလဲတော့စစ်ကြောရင်ဖင်ရှားကန်ကူအာယူ ဟမ်မဲတော့ပဲဖြစ်တယ်ဟောကရကရကရတရင်ညိုကြီးမှာကျွန်တော်မစဲဘူးလေလိမ္မာရင်ချေးမောင်ပူလေအဲမစဲတော့အဲ့တော့ယူကဘောဖြတ်လို့ဖြည့်စည်းကိုလုတ်တဲ့သူကတော့တေချာတော့ပြစ်ကြီးမယ်အင်းတာမန်ဖြစ်လို့ပို့ပြီးကြောင်းကြီးလိုက်တာကတော့နှစ်နေနေပေါ့မယ်ဒါပေမဲ့ခင်ဗျားကနာမည်ကြီးတဲ့လူပညာရှိတဲ့ဖြစ်တယ်ဆိုတော့တတ်သိရှိရေးကြည့်လိုက်ပါဦးဗျာ။ပြည်သူတို့ကတော့ပြည်သူကတော့ရေးတော့ပါဦး။ပြည်သူကမေးတော့တော့ပါဦး။အခုတော့သူဘာမှမပြောဘူးပဲ။သူ2015ဗီဒီယိုဖိုင်ကိုဟိုလက်ရှိ ဒီဒီဒီဘက်ချိန်မှာဒီဘက်ချိန်မှာပြန်သုံးတော့ပြည်သူဘာမှမပြောဘူးဆိုတော့ပြည်သူတို့ကတော့မဖြစ်ပါဘူး AC ပဲတို့က AC နဲ့တော့နော်ဘိုးဘွေကလည်းပေးတာကတော့သူရန်တွေးရတာအစိုးရကသူပြောရမှာပုံပေါ့ဘိုးဘွေကအစ်ပေးတာကတော့ရန်တွေးရအစိုးရကသူပြောရဘာလို့ဆိုတော့6800ဇာတ်တွေသူရေးခဲ့တဲ့စကလုံးတော့သူပြန်ချက်ချင်းပြန်ပြီးအဲ့ဒါလို့ပြောတယ်ဘိုးဘွေကတော့ဆိုတယ်ဟုတ်ကဲ့အဲ့ဆိုတော့ကျွန်တော်6800ဆိုတဲ့ဟာပေါ်လွင်သွားရင်တော့မှန်လားမမှန်လားဆိုတာဒီကောင်ပြောတဲ့ထဲမှာမှန်သွားပြီနော်အစိုးရကမပြောရဘူးဘိုးဘွေတောင် 6800ဇာလို့ရေးလိုက်တာပြန်ဖြတ်သွားပြီဆိုတော့ကတေးကြတယ်ဒါဆိုရင်ကျွန်တော်တို့ဒီကောင်နေဒီစက္ကမစက္ကောင်မတွေဒီ6800ပေးပြီးတော့မန့်နေလိုက်မန့်ဖို့အတွက်တမင်လားကနေခိုင်းထားတာရှိလိုက်တယ်နော်ဘာဖြစ်လို့ဒီကောင်စပ်ပစက်ကထွက်သွားပြီလေနော်အစိုးရကမစော်ကားရုပ်တွေ6800လို့ရေးတဲ့အတိုင်းပူးပေးတော့မှအဲ့ပြန်ဖြတ်သွားပြီဆိုတော့ကဟုတ်တယ်နော်အမ်ဒါဆိုတော့တေးကြတယ် ဒီ6800ဇာတ်ဒီအမှန်မင်းတို့လိမ်လို့မရဘူးเนาะอืมကလောင်မင်းတုံနေရပဲအဲ့ဒါကြတော့လေနော်ပြောတော့ရသူတို့ပဲအခုတော့ကြောက်ကလောင်မင်းတုံနေရပဲအဲဒါခင်ဗျားထင်ရှားတဲ့လူပဲရှိတော့ဖြစ်လို့မယုံလို့ရှိရင်ရေးကြည့်လိုက်ပါရေးကြည့်လိုက်ပါနော်ရေးလိုက်ပါရွေးကောက်ဖို့တော့ကျမတို့မထောက်ခံပါဘူးကျွန်တော်တို့မထောက်ခံပါဘူးခင်ဗျားတို့မယုံဖေးဆိုတက်ကြီးလိုက်ပါဒီနေ့ထိုးရင်ဒီနေ့ပေါက်ပါနော်ဒီနေ့ထိုးဒီနေ့ပေါက်ပါအဲ့တော့တော့မလွတ်ပါနဲ့တော့ကိုယ့်အကူအေးစင်းနေပါရွေးကောက်ဖို့နဲ့ပတ်သက်ရင်အားပေးထောက်ကူပြုတဲ့သဘောမျိုးသာပြောကြပါအားပေးထောက်ကူလုပ်ကြပါဘာလို့ဆို ရွေးကောက်ပွဲကမှအားပေးထောက်ကူမှုမလုပ်ရင်ခင်ဗျားတို့အချမ်းဖတ်သမားတွေကိုထောက်ခံမလို့လားอืมရွေးကောက်ပွဲမှမြင်းပယ်ရင်ခင်ဗျားတို့အချမ်းဖတ်တာကိုကြိုက်တာလားလက်နက်ကင်ပုံကတပ်ဖြတ်နေကြတာကိုကြိုက်တာလားဟုတ်တယ်ချက်စဉ်းစားဖို့လိုပြီကျွန်တော်ကရွေးကောက်ပွဲကိုဆပ်ဖို့လုပ်တယ်ရွေးကောက်ပွဲဖြစ်ဖို့ပဲတိုက်တော့မှာလေရွေးကောက်ပွဲဟုတ်ပြီမင်းအအချမ်းဖတ်တာကိုကြိုက်တာလားဆိုတော့ဘယ်သူကအရင်စပြီးအချမ်းဖတ်တာလဲဟမ်အဲ့ဒီရွေးကောက်ပွဲကြီးပြီးသွားတော့အဲ့ရွေးကောက်ပွဲပြီးသွားရင်ဒီထက်မှကအချမ်းဖတ်မှုတွေပုံများလာရင်ရောမင်းတာဝန်ယူနိုင်မလားကဲပြောဟမ်ဒီရွေးကောက်ပွဲရော အစ်မရွေးကောက်ပွဲလို့မင်းလက်ခံနိုင်လားမင်းတာဝန်ယူနိုင်လားဒီရွေးကောက်ပွဲကြီးပြီးသွားရင်မင်းအွန်လိုင်းကအာနာရီအကုန်လုံးမင်းလွတ်တော်ကိုအကုန်ပြန်ပေးလိုက်မယ်လို့မင်းထင်လားဟမ်မင်းလည်းလူညံ့တယောက်မဟုတ်ပါဘူးနော်อืมဖြစ်ကိုဖြစ်ရမယ်လို့ပဲယုံကြည်တိုင်းလို့လည်းဖြစ်ပါတယ်ရွေးကောက်ပွဲတဲ့အတူအစိုးရအသက်တည့်ကိုမျှော်လင့်နေတဲ့သူတယောက်လည်းဖြစ်တယ်ရွေးကောက်ပွဲတဲ့အပြောင်းလဲအသက်ကိုလည်းမျှော်လင့်နေတဲ့သူဖြစ်ပါတယ်ဆိုတော့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ဘယ်လို64ယောက်ရှိသွားပြီဆိုတော့ပြောချင်တာအဲ့တော့ဒါလေးကသတိထားရမယ့်ကိစ္စအလို့ ကျွန်တော် message ပေးပေးပါပေးချင်တာပါအဲ့တော့မဲယုံမှာအခုမဲသွားမဲယုံမှာကိုယ်နာမည်ပါလောင်ပါလားမဲယုံတက်တဲ့အချိန်မှာသွားကြည့်ကြပါဘာလို့လဲဆိုတော့ဒီကိုယ်နာမည်ပါလောင်ပါလားမသိဘဲနဲ့မဲယုံမှာမဖြစ်နေတခုခုဆိုရင်ကိုယ်ပဲနဲ့တာမှာဖြစ်ပါတယ်ဆိုလိုတာကဒီရုပ်ကောင်မှာမဲပေးဖို့အတွက်ကိုကမဲပေးကနေနေ့ချမှာသွားကြည့်ပြီးမပါတော့ဘူးလို့မပါလုံးပေးရပြန်လှစ်လာလို့ဖြစ်သွားတယ်မကောင်းဘူးဆိုတော့အခုချိန်မှာမဲဝါကတ်ပြီးပကတ်ပါပြီမြို့တရားနှစ်မြို့နဲ့မှာအခုမဲဝမဲစင်ကတ်ပါပြီဘုရားဆိုင်တဲ့မြို့နဲ့မှာကိုယ်နာမည်ပါလောင်ပါလားသွားကြည့်ပါကြည့်ပြီးလို့ ကိုနော်မဘာသိဘူးဆိုရင်အဲ့ဒီမှာသက်ဆိုင်ရာဒီသက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ဆက်သွယ်ပြောဆိုပြီးတော့ကျမနာမည်ကျွန်တော်နာမည်တော့မပါသေးဘူးကျွန်တော်ဆက်ရှိပြီဒီမှာမဟုတ်နဲ့အာကျွန်တော်ဆက်ရှိနေပြည်ပြီမှာမတ်ပုံနေဆိုသွားမပြနဲ့နော်အာတခါတည်းတကယ်ဆက်ရှိနေပြည်ပြီလားဟာရွေးကောက်ဝယ်မစားသေးဘူးလားလောလောဆယ်စစ်မှုထမ်းဆိုရင်မင်းတို့ခေါ်သွားပါနော်ပြန်ဒီကောင်တွေ့ရတယ်ဒီကောင်ဒါ queen ဆင်းနေတာ queen ဆင်းနေတာတွေ့ရ queen ဆင်းနေတာနော်အမ်အာကျွန်တော်နာမည်မပါသေးဘူးကျွန်တော်အသက်ဆက်ရှိနေပြည်ပြီဒီမှာမတ်ပုံတင်ဆိုတာနဲ့ဟုတ်လားအော် အော်ငါကြည့်ရပါ16ရက်ပြည့်ပြီလားပေးဖတ်ဖို့နေလားကွတ်ရွေးကောက်ဝယ်မစားသေးဘူးလားစစ်မှုရင်ထမ်းဆိုပြီးတော့ခေါ်มาနော်ဒီကောင်လည်းလို့တွင်စင်နေတာလည်းပြစ်ဖို့များရနော်ဒီကောင်နှစ်တိုင်းမသွားနဲ့ဟဲ့ကြောင်ပြောမင်းတေချာတာတော့မင်းတို့ရွေးကောက်ပွဲဘသူမှစိတ်ဝင်စားတဲ့အတွက်သူတို့နာမည်ပါသည်ဖြစ်စီမပါသည်ဖြစ်စီစောက်ကြီးကြီးကိုဘသူမှမဆိုင်တာရှင်းလားမသိဘူးနော်မင်းတို့ကမင်းတို့ခါရအော်လေကြီးပင်ကြီးတွေပြောလို့အော်ဘာဖြစ်တော့ညာဖြစ်တယ်နဲ့မင်းတို့ကဇက်ကဘလောက်ပဲလော်လော် ပြည်သူစိတ်ဝင်စားတဲ့ရွေးကောက်ပွဲဘာမှဖြစ်မလာဘူးเนาะအဲကျွန်တော်ဘာလို့မပါလာလဲဒီမင်းအဲ့လိုနဲ့ကိုယ့်နာမည်စင်းပြပါလောက်ပြန်လို့အဲ့လိုနဲ့မဲဦးစင်းဒီလိုပဲလုပ်သွားမှာနမောရင်မဲမတမာမှုစကလုံးကလာအောင်မဲပြီးမဲကိုဘာဖြစ်လဲညာဖြစ်လဲလာအောင်မဲငါတို့ကပဲမဲတော့မပေးတာခဲ့ပဲမဲစင်းမဆက်လိုက်တာနဲ့ပဲနေတိုင်းငါတို့မဲမပေးခဲ့ပါဘူးငါတို့မသိဘူးသွားလုပ်လို့တော့မရဘူးဘာလို့ ်ဒါမှမဟုတ်စင်ပမ်ပမ်ပိပိမပိပိကိုတရားဝင်သဘောရရွေးကောက်ပဲချင်ပါလို့ဆိုရင်ရွေးကောက်မှာလာမဲပေးတဲ့သူအပေါ်မူတည်ပြီးတော့ထားမြောက်တော့อืมတယောက်လာပြီးတယောက်နဲ့ထားမြောက်တယ်ဆယောက်လာပြီးဆယောက်နဲ့ထားမြောက်တယ်ရွေးကောက်ပေါ်တကယ်တွေ့လားအဲ့ပြောပြီးသားလေခမရတို့သွားပေးလေကြမ်းဖို့ပဲနိုင်မှာသူတယောက်လာပေးလေဒီရွေးကောက်ဝယ်ဖြစ်တယ်ဆိုတည်းကဒီဆောက်ယူကထုတ်ထားတဲ့ဥပဒေကြီးကြောင့်ဟမ်ဆောက်ယူကထုတ်ထားတာတယောက်လာပေးတယောက်နဲ့ရွေးကောက်ဝယ်ဖြစ်မြောက်လေဆိုတော့ခမရတို့ဗျာ

အဲ့ဒါကိုအမပေးတာပေးတာကိုယ်နဲ့ဆိုင်တယ်အဲ့တော့မပေးတဲ့အတွက်ငါဆုံးဆုံးနဲ့ငါနဲ့နိုင်ဆုံး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 ရှင်းဆုံးဆုံးကိုယ်ပဲဆုံးဆုံးပါပါပြီးတော့ကိုကပုံပုံအေးကိုကြိုက်တယ်ဒါပေမဲ့อืม B B ဝဲမပေးမဲ့လူတွေကများနေတဲ့အချိန်မှာ A ကလူတွေကမပေးဟုတ်ကွာလို့ညင်လိုက်တဲ့အတွက်อืม B ရဲ့ဖြစ်သွားပြီးတော့ A ရမရဖြစ်တော့အဲ့ကြတယ်မျက်နှာမပြောဆိုတော့အဲ့ဒီ B ရဲ့ဘက်ကဘယ်လိုလဲอืมနော် A ကတိုက်ရုံကိုဘာလို့ခဏလို့အဲ့ဆိုရင်ကျွန်တော်တို့က ရွေးကောက်ပွဲလေးတွေတော်တော်များများကျွန်တော်မြင်မှလူတွေကကျွန်တော်မကြိုက်တဲ့လူတွေကျွန်တော်မြင်ရတယ်ဘယ်လိုလဲအဲ့တော့ကျွန်တော်တို့မကြိုက်တဲ့သူတွေလည်းပါမှာဖြစ်တယ်လို့ကျွန်တော်တို့ကြိုက်တဲ့သူတွေလည်းပါတော့အောင်တော်တော်လေးပါတော့အောင်ကျွန်တော်တို့ကတက်နိုင်သလောက်ဒီဟို silent နေရတာမလုပ်ဖဲနဲ့อืมထွက်ပြီးတော့ကိုလေကိုအားပေးတဲ့လူကိုပေးတဲ့လူမဲထွက်ပြီးကို့အတွက်ကိုစားပြုနိုင်တဲ့လူဆိုင်လို့လည်းမဲထွက်ပြီးအဲ့လိုပေးပြီးတော့မှမင်းကို့အတွက်ကိုစားပြုနိုင်လို့ဘယ်လူရှိမှလဲဟမ် ဘလူဘလူရှိနိုင်ပါလားကဲမင်းပြောစမ်းပြောစမ်းကဲတိုင်းပြည်ကိုမင်းအခုခုလွတ်တော်ကိုယ်စားလေးမင်းကြည့်စမ်းကဲတိုင်းပြည်ကိုဒီထောင်းထောင်းဒီခေဆိုးစနစ်ဆိုးကြီးကမပြောသေးဘူးဒီစစ်တပ်ရဲ့အာဏာလောက်ကလွတ်မြောက်လုတ်ပေးနိုင်မယ်တူဘယ်ကောင်တွေရှိလဲပြောစမ်းဟမ် ပြောစမ်းဘယ်ကောင်တွေရှိမလဲအဲတိုင်းပြည်ပြန်လဲပြန်လဲထူထောင်ရေးကိုမပြောသေးဘူးနော်မပြောသေးဘူးအခုငါတို့ငါတို့နိုင်ငံအခုရွေးကောက်ပွဲလုပ်မယ်အဲ့ဒီထဲမှာအဲ့ဒီထဲမှာပါတဲ့ ကိုယ်တရေလောင်းနေလွတ်တော်အမတ်တွေလွတ်တော်ကိုယ်တရေလောင်းနေဟမ်အဲ့မှာဖြစ်လာမဲ့ဝင်ကြီးတွေဝင်ကြီးချုပ်တွေကဲဘသူတွေကဒီစစ်တပ်ကိုအာခံနိုင်တာရှိလို့ဟမ်စစ်တပ်အာဏာပြုတ်ကြအောင်ဘယ်ကောင်တွေကလုံရဲမှာလဲဘယ်ကောင်မှမလုံရဲဘူးအခုလောက်တဲ့ရွေးကောက်ပွဲလဲဝင်ပြန်ရတာကလည်းစစ်တပ်ကိုကြောက်လို့ဝင်ပြိုင်တဲ့ကောင်တွေကြီးပဲเนาะစစ်တပ်ကိုလှန်ရဲတဲ့ကောင်တကောင်မပါဘူး ရှင်းလားခင်ရလည်းအဲ့မှာသူ့ရဲ့အကြောင်းကိုကျွန်တော်တို့ရုပ်ရှင်ရိုက်ကူးဖို့တော့မှာမဲ့သူကပြောသေးတယ်ပဲကျွန်တော်ကြားကွင်းနေပါอืมอาตาตอร์เอมาซิซีตวายดา9หลากว่าจ้ะ9หลากว่าจรเราจ้างละเราจรไม่มีอู้เดตะบี้อ่ะ9หลากว่าเพิ่นอืมขะมยาไม่มีอู้มาတော့ขะมยาตะบี้ไปบ่เอาล่ะฮะเยล่ะเราจรไม่มีอู้เดตะบี้อ่ะ9 9หลากว่าเพิ่นนี่ตูตะบี้ก็ขึ้นနိုင်มา ကျွန်တော်တပြည့်ကျွန်တော်အသားလို့မဟုတ်ဘူးပြွေးတယ်ဟမ်အဲ့ဒါဆိုဖေးမလူတော့ကျွန်တော်မြင်တော့ကျွန်တော်ကပတိုင်းမွေးတွေနဲ့ခီလန်းပြလာတော့ဟမ်ဘယ်ကဘာကောင်းလဲပေါ့ဆိုတော့ကျွန်တော်ကျွန်တော်မြင်တော့ဝါဆိုလို့လားငွန်းအင်းအင်းအင်းစိတ်ထဲမှာတော်တော်မကောင်းဖြစ်တယ်ဟာအဲစိတ်ထဲမှာတော်တော်မကောင်းဖြစ်တယ်အမေပါနေတဲ့ကောင်းတွေမှာအုံသီးတွေ့ပြီအဲဘေးနာတယောက်တော့မှိန်တယ်ဘယ်လိုလဲတော့မသိကျွန်တော်ပြောတာဟိုဟာလေဟိုဒီပြည့်လူတွေဖြစ်စီအောင်လို့ခင်ကြီးခေါ်တွေ့လေဒီဘောမတွေပဲဆိုတာကျွန်တော်ပြောပြီးသား ဒီဒီဒီရုပ်တွေပဲဒီစောက်ခွက်တွေပဲသွားမှာอืมကျွန်တော်တို့ကျွန်တော်လုံးဝမသိဘူးอืมတော်ဖင်းပြန်ဘူးလေอืมကျွန်တော်တို့ကတစ်နှစ်သားကသူကကျွန်တော်မင်းကတစ်နှစ်ကြာပါတော့อืมသူမေကအိသားသမီးတွေကိုမှတ်မိအောင်သူတပ်ပုံပြอืมโอ้เราอ่ะตับกว่าแกดีโลบงแกสตูดิโอกันมาแยกอ่ะบ่ปองละไปกว่าดิอืมๆเออปองละไปกูพี่ไปกูเออเออตัวเนเน่ปูช้อมาแล้วมาดิอืมๆๆไอ้จี้เนี่ยตัวพี่บอกดีโบเนี่ยตลอดกว่านี่แหละอืม ဒီကောင်ကတော့သူ့ပြေစက်ဖို့ဘူးလို့လို့အေးလေမဟုတ်မဟုတ်လို့နေပါဗောဘာလို့လဲသူကဗျာရှင်းရှင်းလေးသူကရှည်ရမ်းသွားတယ်ဟုတ်လားမဘာတိုင်းမှာကြံခဲ့မှာပဲလေဟုတ်တယ်မလားဘာတိုင်းမှာကြံခဲ့မှာပဲဟမ်ဒါတွေကအိုက်ဇလန်တွေကအခုမှမဟုတ်ငကူတွေကရှိရနော်ငကူတွေကရှိရဟာလေ ကျွန်တော်ကျွန်တော်မိမနာနဲ့ထိုင်လို့မရဘူးอืมချမင်းလည်းအတူတူစားလို့မရဘူးอืมနားရတာတလပဲနားရတယ်อืมဒီကောင်လို့လည်းကျွန်တော်အိမ်ပေါ်တော့မတက်ရဘူးဒီကောင်သူ့မင်းပဲပါပြီးတော့သားဆိုတော့အမေဆွမ်းလာအာအဲ့ဒါဆိုသူ့ဖေကိုသူတိုင်မလို့တိုင်မလို့ဒီဘေးငါမိနာကက်လို့ကတော့ငါဖေကိုတိုင်မလို့ဆိုပြပတ်နေတာသူ့မေကိုဒီလူစိကြီးอ่ะอืมอืมဘာလာပြီးတော့ကြည်လာတယ်ဘူးဒီလိုတော့ဒါ တော့တော်တော်သူရတော့တော်ပြောတယ်ဟာကျွန်တော်ချွတ်ချင်းလေးပေးပါလိမ့်မယ်ကြောက်တာဒီပေါ်ထိုင်တော့မှာပါအင်းအဲ့တော့ဒီပေါ်နှစ်ပတ်လောက်ကြာလာတယ်อืมဒါလည်းဖေဖေကြီးကနေဘာပါကြီးတော့อืมခေါ်လာတော့မပြောတလားပဲနေရတယ်တက်ထွက်သွားอืมအဲ့ဒါဆက်တက်တော့ဘောပါဟောဟုတ်ပြီတလားပဲနေရပြန်ထွက်သွားတယ်အဲ့ချိန်ကဟိုကဘယ်ကရုရှားလာတိုက်တာလားဂျပန်လာတိုက်လို့လားโอเนี่ยเบยอเมริกาลาไตล่ะไอ้หลูไอ้หลูนี่ไก่นี่ย่ะล่ะหละชีจ้างมาเลย အဲ့လိုယူကင်နေရတာဟုတ်လားအဲ့တော့ဟုတ်လားခင်ဗျားတို့ရုပ်ရှင်သမားတွေပဲဆိုရုပ်ရှင်တော်ရည်ရတာဒါစစ်သားတွေတကလူရဲဟိုပါပဲအာရုပ်ရှင်သမားရုပ်ရှင်ရည်လို့ရတယ်ဆိုတော့အဲ့အဲ့မှာမင်းအဲ့မှာငါတွေ့လိုက်တယ်မင်းတို့ရှိလာတဲ့ထဲမှာဟိုကောင်ဩကားရိုက်ချင်တဲ့ကောင်ပါဟိုမင်းခန့်ကျော်မင်းခန့်ကျော်ပါတယ်မင်းခန့်ကျော်ပုံလဲတွေ့တယ်အဲ့မင်းခန့်ကျော်နဲ့ပေါင်းပြီးတော့မင်းတို့အဲ့မှာကြမ်းဖို့ဩကားရိုက်ကြမ်းဖို့ဩကားရိုက်ရိုက်လို့ရတယ်အမ်နော်ရုပ်ရှင်ရိုက်ချင်အဲ့မင်းခန့်ကျော်ပါတယ်ဒီကောင်ဟိုအစိုးရတဲ့ ပါ NLD လက်ထက်တရားဒီကောင်ပြောချင်တာသူဒီ Oga အပြာကားရိုက်ချင်တယ်ဆိုတော့ဒီကောင်ကိုယ်တိုင် interview တွေမှာပြောထားတဲ့ video file ရှိတယ်ပြန်ရှာကြည့်လိုက်เนาะပြန်ရှာကြည့်လိုက်တကယ်ကျွန်တော်ကျုံရရတယ်อืมကျွန်တော်ဘွားပဲအခုတော့ကလေးကျွန်တော်ခဏပြန်ပြောပြတယ်อืมဒီဒီကလေးတွေသူတို့မသိဘူးဒီတော့ဆော်ကားမော်ကားတက်မလို့ဆော်ကားမော်ကားပြောတာပဲတက်ချောက်ကဘောက်လဲသူတို့မသိဘူးอืมဟုတ်တယ်လေမင်းတို့ကစစ်သားဆော်ကားမော်ကားပြောရဲဆိုတာစစ်သားတိုင်းကိုဆော်ကားမော်ကားပြောတာမဟုတ်ဘူးတိုင်းပ ကိုတကယ်ကာကွယ်နေတဲ့စစ်သားကိုပြောတာမဟုတ်ဘူးမင်းတို့လိုပြည်သူတွေကို နော်တပ်ဖြတ်နေတဲ့ကောင်တွေကိုပြောတာမင်းလည်းမင်းကြောင့်မင်းသိပါတယ်နော်ဖင်ဖေတုံးကမပါလို့ခဲ့လေဆိုတာဟုတ်လားကောင်းတယ်လို့ရှိမှာဆိုးတယ်လို့ရှိမှာကြာဒါတော့ထုံးတာပဲဖွဲ့စည်းပါမစို့စော်ကားမူကားဒီလိုကဲကျွန်တော်တို့လူတွေလည်းရှိကြတာပဲကျွန်တော်တနက်၁၆ချက်မှန်တာတယ်နော်ဟုတ်၁၆ချက်မှန်တာ အဲ့ဒီတခါသေသွားအောင်မဆက်ခွန်းချင်းပြန်တော့မသေးဘူးကျန်အဲ့ဒါသေသွားအောင်မမေဟာဘာလို့လဲဆိုအဲ့ဆိုပြည်သူတွေလည်းငါတို့လည်းကွာအကူသူမများတော့ပြည်သူတွေလည်းအကူသူမများတော့နောက်ပြည်သူတွေလည်းဒုက္ခမရောက်တော့နော်အေးပေါ့ဘာလဲဆိုတော့ကျွန်တော်တိုင်းပြည်ကလည်းဘလို့ကြောင်လဲမသိဘူးတရေရောက်တဲ့သူတွေပဲအသက်ရှင်ပြီးကျန်တယ်တကယ်ကောင်းတဲ့လူကောင်းတွေကြတော့အတေစောတယ်အကျွေးစောတယ် ဒီလိုလူယုံမာကြီးကြတော့ရှေးလိုက်တဲ့အသက်ဟမ်ဘလူးမကြီးနဲ့တန်းရှူယူကြည့်ရှေးလိုက်တာရှေးလိုက်တဲ့အသက်နော်ကျွန်တော်ပိုက်ကြပူနေပူနေမဟုတ်ဘူးခိုးထားလို့ခိုးခိုးထားလို့မတရာရေရာစားထားလို့ပူနေတာနော်မင်းပိုက်ကြပူနေလို့ပူနေတာမဟုတ်ဘူးနော်အဲ့မှာတိုင်းမီဘန်နာတွေထည့်ထားလို့ပူနေတာဒါမှမင်းတနေ့ကြည်စံနေဝင်နေတယ်လို့မပြောနဲ့ဟမ် ကျွန်တော်ဘိုင်းထဲမှာကြီးစား2000ကျော်အင်းအင်းပြလို့မရကျွန်တော်ခေါက်ဆက်နှစ်နာရီပဲခွင့်ပြတယ်အင်းကျွန်တော်ပြည်စင်းမှာဒေးလာခွင့်နေရတယ်အင်းပြောပြရတယ်နော်ပြောပြရတယ်အလကားနေနဲ့အတ္တမရောစัจကျင်းနဲ့ဘုံပြရတယ်နဲ့နိုင်ငံကြီးကကျွန်တော်နဲ့ခြားပါရတယ်လို့ဒါရရတဲ့လွတ်တော်ပြီးတော့ကျွန်တော်ကဘာဖြစ်တခုဘောတဲ့တခုအနာကတစ်ခုခါနေပေါ်ကျင်းလာရောက်ကိုရောက်နေပြီခွေးစကားပြောခွေးစကားပြောရွှေကောက်ခွေးပဲခွေးကောက်အပ်ပေးပါလားအင်းတိုက်တဲ့ပါတီကိုပေးပါလားအင်း ကဲနော်ရွေးကောက်ပွဲကိုခင်ဗျားတို့အားပေးပါနိုင်ငံကြီးကအလှည့်ပြောင်းနေဖြစ်နေပြီးခွေးစကားပြောပြီးနော်မဲပေးပါတဲ့ကြိုက်တဲ့ပါတီကိုပေးပါတဲ့ तू ကဘယ်ပါတီပေးပေးသူတို့ပါတီပဲနိုင်မှာဆိုတာတီးတဲ့အတွက်ခင်ဗျားတို့မဲပေးပါဗျာဆိုတာဒါနောက်ဆုံးပြောသွားတဲ့စကားပေါ့နော်ကျွန်တော်ရဲ့ channel ကိုနှစ်သက်တယ်ဆိုရင် live schedule ပြခဲ့ဖို့လည်းမမေ့ကြပါနဲ့ issue ပြတဲ့သူတိုင်းကိုလည်းကြေုပ်တင်ကြောင်းတတ်မှတ်ပြီးပြောကြရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်